ဘာဟုပလီ3လို့ခေါ်တဲ့ဒီ epic ကို re-edit နဲ့ remaster ဘာဟုပလီဇာတ်လမ်းတကယ်ဖြစ်ပေါ်ခဲ့တာလားဘယ်သူမှမသိဘူး။ဒါမြန်မာလူပြောမယ်နောက်ဘက်ကလည်းစာနိုင်ငံပေါင်း80ကျော်ပါတယ်။နိုင်ငံတိုင်းငယ်စစ်တူကြီးတယောက်။ လူတွေတာမာနေလို့ပြောလိုက်ကြရင်မင်းကမဘာဟုပလီထင်နေလားဆိုပြီးတော့တော်တော်များများပြောလို့ရှိကြတယ်ဘာဟုပလီ1နဲ့ဘာဟုပလီ2နှစ်ကားပေါင်းပြီးတော့မှ The Epic ဆိုပြီးတော့ဘာဟုပလီ3ဆိုတဲ့ဇာတ်လမ်းတစ်ခုထွက်လာတယ်ဆိုတော့ဒီ The Epic ဆိုတဲ့ဒီရုပ်ရှင်ကဘာဟုပလီ1နဲ့2ဆက်ဆက်ထားတာမဟုတ်ဘဲနဲ့ဘာဟုပလီ1နဲ့2နှစ်ကားပေါင်းပြီးတော့တကားပြောင်းလုပ်ထားတာဆိုတော့လူတိုင်းနားလည်အောင်ရှင်းပြရမယ်ဆိုရင် ဒီ Bahubali 3လို့ခေါ်တဲ့ဒီ epic ကိုသူတို့ Bahubali 1နဲ့2ရိုက်ထားတဲ့ video တွေရှိတယ် footage တွေအဲ့ footage တွေအကုန်လုံးပြောင်းပြီးတော့သူတို့ skills နှစ်ခုတုံးလာတယ် re-edit နဲ့ remaster အဲ့ skills နှစ်ခုကိုသူတို့ပေါင်းပြီးတော့မှဒီ Bahubali 1နဲ့2ကိုပေါင်းပြီးတော့ဒီ epic ဆိုတဲ့ရုပ်ရှင်တကာကိုပြန်ထွက်လာတာဆိုတော့ဒီ Bahubali 2ရဲ့အဆက်ထွက်လာတာမဟုတ်ဘဲနဲ့ဒီ story နှစ်ခုကိုပဲပေါင်းပြီးတော့သူတို့ edit တွေပြန်ကင်လာတယ်သူတို့ animation တွေပြန်ထည့်လာတယ် VFX တွေပြန်ထည့်လာတယ်ဆိုတော့အဲ့ဒါတွေပေါင်းပြီးတော့မှပဲသူတို့ဒီရုပ်ရှင်ပြန်ထွက်လာတာဆိုတော့နှစ်ကားပေါင်းပြီးတကားလောက်ထားတယ်ဒီရုပ် ှင်ရဲ့ကြာချိန်က3နိုင်နဲ့မိနစ်50ရှိတယ်။တကယ်1နဲ့2နှစ်ကားပေါင်းမယ်ဆိုရင်9နိုင်ခွဲကြာမယ်ရုပ်ရှင်ရဲ့။ဒါပေမဲ့အဲ့ထက်ကတချို့စင်တွေသူတို့ထုတ်ထားတယ်။တချို့စင်တွေသူတို့ပြန်ထည့်တာ။ပြန်ထည့်တဲ့အခါမှာလူတိုင်းမေးခွန်းဖြစ်လာနိုင်မယ်။ဆိုတော့ဒီဘာဟုပလီကိုပြန်ရိုက်တာလားပြန်ရိုက်ပြီးပြန်ထည့်တာ။တကယ်ပဲ Prabhas ကပြန်ပြီးတရုတ်ဆောင်လာလား။ Anushka ကပြန်ပြီးတရုတ်ဆောင်လာလားလို့မေးဆိုရင် no no way သူရုပ်ရှင်ရိုက်တဲ့အခါမှာဥပမာကျွန်တော်ပြောရမယ်ဆိုရင်အခုကျွန်တော်ထိုင်ပြောနေတဲ့စကားလုံးတွေအကုန်လုံးဒီဗီဒီယိုထဲမှာပါလာလို့မေးဆိုရင် no တချို့စင်တွေကျွန်တော်ဖြတ်ထားတာလည်းရှိတယ် မကြိုက်တဲ့ဟာရှိအဲ့လိုမျိုးပဲဘာဟုတ်ပလီရိုက်တဲ့အခါမှာလည်းတို့ မကြိုက်တဲ့စိန်တွေရှိနေလိုက်မယ်အဲ့စိန်တွေကိုတို့က deleted စိန်လို့တို့ကတင်းတာတယ်အခုပြန်ပြီး re release လုပ်တဲ့အခါမှာ DR တွေအကုန်လုံးတို့စိန်ထဲမှာပြန်ထည့်ထားတယ်โอเคကျွန်တော်ဒီကိစ္စကိုဘာလို့ပြောရမလဲလို့မေးလဲဆိုရင်ဆိုတော့လူတော်များများစိတ်ဝင်စားကြတယ်ဘာဟုတ်ပလီ the epic ဆိုရုပ်ရှင်က1 and 2ရဲ့အဆက်လားဒါမှမဟုတ်တသက်တည်တန်တခါလားတကယ်ပဲအဲ့ director ပဲပြန်ထားလားလို့မေးလဲဆိုရင် yes SS Rajamouli ဆိုရဲအဲ့ director ပဲပြန်ထည့်ထားတာဆိုတော့ဒီ director ရဲ့ story ကြောင့်လည်းတွက်ကြည့်မယ်ဆို ေဗျာဆိုတော့ retrader ကျွန်တော်တို့ငငယ်တော့ကကျွန်တော်တို့ဘောရန်ကိုလှပောက်လုပ်ပြီးခဲ့တယ်နှစ်ဘောကမင်းသားကားတို့ရှင်ကောင်းကားတို့ငါတို့ triple r ကားတို့အဲ့လိုမျိုးနာမည်ကြီးကားတွေတော်တော်များများအောင်တင်လုံဘောကနေလို့သူရိုက်ခဲ့တာအများကြီးရှိတယ်ဆိုတော့ဒီ ဘာဟုပလင်ရုပ်ရှင်ဆိုရင် pan word ကလို့ပြောလိုက်ရတယ် pan word ဆိုတာဘာအကြောင်းအရာပြောနေတာလဲလို့မေးရဆိုရင်ဒီကမ္ဘာလုံးမှာရှိတဲ့ language ပေါင်းများစွာနဲ့ထွက်ပေါ်လာတဲ့ကဆိုတော့အိန္ဒိယရိုက်ထားတဲ့ဇာတ်ကားဖြစ်နေပေမဲ့လည်းအိန္ဒိယ language နဲ့ပဲထွက်လာတာမဟုတ်အိန္ဒိယမှာဆိုရင် language ကအမျိုးမျိုးရှိတယ်တောင်ပိုင်းရှိတယ်မြောက်ပိုင်းရှိတယ်ဆိုတော့ hindi telugu urdu အများကြီးရှိတဲ့အိန္ဒိယမှာဆိုတော့အဲ့ language တွေအကုန်လုံးနဲ့ဒီဘာဟုပလီကထွက်ထားတဲ့အပြင်ဥမဂျပန်လိုထွက်လာတယ်တရုတ်လိုထွက်လာတယ်တူရကီလိုထွက်လာတယ်ဆိုတော့ဘာသာစကားပေါင်း 30ကျော်သူတို့ dub လုပ်လာခဲ့တယ်။ဘာသာစကားပေါင်း30ကျော်နဲ့စပြီး dub လုပ်တဲ့ရုပ်ရှင်ကအိန္ဒိယမှာဒါပထမဆုံးဘာဟုပလီရုပ်ရှင်နိုင်ငံပေါင်း80ကျော်သူတို့ဖျန့်ချိနိုင်ခဲ့တယ်။ဆိုတော့ဘာဟုပလီ2ရဲ့ဝင်ငွေဘယ်လောက်ရှိလဲလို့မေးလဲဆိုတော့ American Dollar နဲ့ပြောင်းမယ်ဆိုရင် Dollar 150 million ဝင်ငွေထိကိုဘာဟုပလီ2က profit ရတာအမျက်ကြီးပဲရခဲ့တာ Dollar 150 million ဆိုတော့လူအများဆုံးစိတ်ဝင်စားကြတာကဘာလဲဘာဟုပလီဇာတ်လမ်းတကယ်ဖြစ်ပေါ်ခဲ့တာလား။ ဒါတကယ်ပဲသူစိတ်ထဲမှာတွေးလာတဲ့ history တစ်ခုလားတကယ်ပြောရမယ်ဆိုရင်ဘာဟုပလီဇလန်တကယ်ဖြစ်မှာတကယ်မရှိဘူးအိန္ဒိယမှာတကယ်ဖြစ်ခဲ့တဲ့ဇလန်တစ်ခုလည်းမဟုတ်ဘူးဆိုတော့ဒီဘာဟုပလီရဲ့ director ဆိုတော့အိန္ဒိယရဲ့ရုပ်ရှင်လောကကြောင့်ကျွန်တော်နည်းနည်းလေ့လာမယ်ဆိုရင် director ကပဲအဲ့ဇလန်ကိုကိုယ်တိုင်စဉ်းစားတယ်ကိုယ်တိုင်ကြည့်တယ် screenplay ကိုယ်တိုင်လုပ်တယ် ဆိုတော့ဒါတော်တော်များများအချိန်ဒီမှာအခုပြောင်းလဲလာတဲ့အိန္ဒိယဆီနီမာလို့ပြောလို့ရတယ်။ဆိုတော့ဇညွန်းတသက်ဇလန်တသက်မဟုတ်တော့ဘဲနဲ့အဲ့ဇညွန်းဇလန်ကိုနှစ်ခုလုံးခြိုင်တာဒါရိုက်တာ။ဆိုတော့ကျွန်တော်ဘာဟုပဲရုပ်ရှင်တို့တက်ကြည့်မယ်ဆိုရင်ဘာဟုပဲနဲ့မှာပါတဲ့ခရူမန်ပါတဲ့ကင်မရာမန်တွေအဲ့ဒါတွေအကုန်လုံးဦးစီးတာကအဲ့ဒါရိုက်တာတယောက်ပဲရှိတယ်။ ဆိုတော့ Prabha ဆိုရင်လေသူပြောတဲ့ပုံစံတိုင်းသူပြောဆောင်ပေးရမယ်ဆိုတော့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲလူတိုင်းမှာဆရာတွေမဟုတ်သူကသူ့ဟာနဲ့သူဆရာဖြစ်နေပေမဲ့လေအဲ့ Raja Moliya Prabha လို့ရမယ် acting ကိုလည်းသူပုံတိုင်း scene တော့သူပုံတိုင်း mind လို့ပဲ act လို့ရမယ်ဆိုပြီးတော့ပုံစံမျိုးတွေသူလုပ်ခိုင်း mind လို့ပဲ fighting scene တွေသူလုပ်ခိုင်းမယ်သူပုံတိုင်း plan နဲ့ပြပြတဲ့ scene တွေပါအများကြီးရှိတယ် shooting spot တွေထပ်ပြောရမယ်ဆိုရင် Bahubali ရိုက်ခဲ့တဲ့ shooting spot ကြီးရောအခုအဲ့နေရာမှာ India ရဲ့ Hyderabad မှာ အခုလက်ရှိနေဘာဟုဖလိရဲ့ပန်းညာအခုတစ်ချက်ရှိနေရသေးတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းသွားလေ့လာလို့ရတယ်တကယ်သူအဲ့နေရာမှာရိုက်ပြီးတော့အဲ့ construction နဲ့တကယ်အဲ့ကစားဥတွေတကယ်ဆောက်လို့ပြီးတော့မှတစိမ့်သူတို့ထပ်ပြီးတော့အလုပ်ခရခဲ့တာဆိုတော့အခုလက်ရှိဘာဟုဖလိ3လို့ခေါ်တဲ့ဒီ epic ဆိုတဲ့ရုပ်ရှင်ဟာဘာဟုဖလိ1နဲ့2ရဲ့အဆက်မဟုတ်ဖ ೇನೆ ဥမာပြီးတက်အဲ့1နဲ့2နှစ်ခုပေါင်းပြီးတော့မလိုအပ်တဲ့ဟာတွေပြတ်ချတာပဲလိုအပ်တဲ့ information တွေထပ်ထည့်မယ်လိုအပ်တဲ့စင်တွေထပ်ထည့်မယ်ဒါပေမဲ့ကြာချိန်ရတော့3နိုင်နဲ့မိနစ်90ဆိုတော့ကျွန်တော်တို့ဒါအိန္ဒိယကရဲ့ကြာချိန်ရအခုနောက်ပိုင်း3နိုင်ဖြစ်ဖြစ်လာရဲ့ကျွန်တော်အချိန်ပြရတာ နည်းများလာဒါပေမဲ့ဒီက3နိုင်မိနစ်50ဆိုတော့4နိုင်နီးပါးဖြစ်နေပြီဒါပေမဲ့လည်းတည့်ရတာနှစ်ကားပေါင်းနှစ်ကားတော့တကားပေါင်းတာဖြစ်တဲ့အတွက်အမှအဆင်ပြေမယ်တော်တော်များများကျွန်တော်အခုလက်ရှိအိန္ဒိယမှာယုံတင်တဲ့ပုံပါတော်တော်များများ review ကျွန်တော်တက်ချိလိုက်တယ်အာတော်တော်လေးကောင်းတယ် review တော်တော်လေးကောင်းတယ်ဘာလို့ဆိုတော့ဒီ driver လည်းတော်တော်လေးချီးကျူးကြတယ်ဘာလို့ဆိုတော့ဒီ driver ရိုက်တဲ့ကားတွေတော်တော်များများလည်းကျွန်တော်ဒီ triple r ဆိုတဲ့အာသုံးလုံးရုပ်ရှင်ဆိုရင်ကမ္ဘာမှာ oscar အောင်ရခဲ့တယ် အလောက်ထိတော့ဒီ driver ရဲ့ focus ကအရင်ကောင်းခဲ့ရဗျာဆိုတော့တော်တော်များများလည်း driver ကိုထိကျူးကြရတယ်ဘာဟုပလီကဘာကြောင့်နာမည်ကြီးကြလဲလို့မေးရဲဆိုရင်ဘာဟုပလီ1ထဲမှာမေးတဲ့မေးခွန်းတွေအကုန်လုံး2ထဲမှာပြန်ပြေးခဲ့လို့ဆိုတော့ဘာဟုပလီ1ကိုကျွန်တော်တို့တက်ကြည့်မယ်ဆိုရင်ဒီဘာဟုပလီရဲ့တက်တော်ဆောင်ဖြစ်တဲ့ကတ်တပ်ဘာလို့ဘာဟုပလီကိုဓာတ်နဲ့ထိုးရလဲဘယ်သူမှမသိရဲ1ကြီးတယ်လို့ဆိုရင် ဘာလို့မှမသိဘူးပြီးတော့ဘာဟုပရိသတ်မှာဒီ character ဘသူလဲဆိုတော့သူကနန်းတွဲမှာလည်းပြခဲ့တယ်ပထမပိုင်းမှာနန်းတွဲကနေသူ့ခေါ်လာတဲ့ပုံစံလည်းပြခဲ့တယ်နောက်တစ်ခုကသူကရွာတွင်းရောက်มาနေတယ်ဆိုတာလည်းပြခဲ့တယ်တောင်ပေါ်သူတက်တာဆိုတာလည်းပြခဲ့တယ်ဆိုတော့အဲ့ဒီမှာမိခုံးတွေအများကြီးရတယ် ဒီဘာဟုတ်ကလေးကဘာတူလဲဘာဖြစ်နိုင်မလဲပြီးတော့သူ့ကိုခေါ်လာတဲ့အရှိကဘီရင်မလားဒါမှမဟုတ်နန်းရီရရှိတဲ့လူတယောက်လားဝင်းထန်းလားအဲ့လိုမှမသိတဲ့ပုံစံမျိုးတွေဒါဘာလဲဆိုတဲ့မိကုန်းနေအကုန်လုံးဘာဟုတ်ကလေး1မှာမေးခဲ့ပြီးတော့ဘာဟုတ်ကလေးရဲ့2မှာဒါဘာလဲဆိုတဲ့အဖြစ်အကုန်လုံးတစ်ခုချင်းစီလိုက်ဖြစ်နေတာကိုကျွန်တော်တို့သတ်တွေ့ရတယ်ဘာဟုတ်ကလေး1မှာတားရဲ့ character ကို focus လုပ်ထားတယ်ဘာဟုတ်ကလေး2မှာကျတော့အဖေရဲ့ character ကို focus လုပ်ထားတယ်ဆိုတော့ဒါမှမဟုတ်ဘာဟုတ်ကလေး2ရဲ့အဆုံးမှာလည်းတားရဲ့ character ပြန်ပါလာတယ်ဆိုတော့ဒီဟာကိုလုံးဝ ending ဖြစ်သွားတယ်ဒီဇလတ်နောက်မှာဘာမှဆက်ရံဘူးမရှိတော့ဘူး ပြီးသွားရင်ဒါပေမဲ့အဲ့ပြီးသွားတဲ့ဇလန်းကိုပဲအခုဆိုရင်ဒီဘာဟုပလီတဲ့ဘာရိုက်တဲ့ character တွေတော်တော်များများကျေးဇူးတင်ကြတယ် 2010ခုကထွက်ခဲ့တဲ့ဘာဟုပလီ2ဆိုတော့အခုလက်ရှိကျွန်တော်2025ရဲ့အော်တိုဘာလမှာအော်တိုဘာလ31ရက်နေ့မှာပြန်ပြီးရုံပြန်တင်တယ်ဆိုပြီးတော့နာမည်ထွက်လာတဲ့အပေါ်မှာသူတို့တွေအချိန်တော့ကသူတို့အမျိုးသမီးတွေနဲ့ကြည်ရတဲ့ရုပ်ရှင်တွေကအခုသူတို့သားသမီးတွေတည်းပြန်ကြည့်ရတဲ့အတွက်ဒီရာဂျာမောလီကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြန်ပြီးတော့သူတို့ပြောခဲ့ဒီရုပ်ရှင်တွေဒီတိုင်းပြန်ကြည့်လို့မရဘူးလားဆိုရင်မေကိုမေးလာခဲ့တယ်ဆိုရင်ကျွန်တော်တို့ရုပ်ရှင်တကာကိုအိမ်မှာထိုင်ပြီးတော့ဖုန်းနဲ့ထိုင်ကြည့်တာနဲ့အိမ်မှာ TV နဲ့ထိုင်ကြည့်တာနဲ့ တေတာမှာရုပ်ရှင်ပုံမှာတွက်ကြည့်တဲ့ feel ကအရန်ဟုတ်ပါတယ်အဲ့ဒါအိန္ဒိယမှာကြည့်တယ်ဆိုရင်ပိုပြီး feel ကိုရပါလို့ဆိုတော့စင်းတစ်စင်းထွက်လာပြီလုံးဝတကယ်ကောင်းလာပြီဆိုရင်အိန္ဒိယ audience တွေကတော့ထပါကားဆိုအဲ့လောက်ထိအခြေအနေရှိတယ်ဗျာသူတို့ကြိုက်တဲ့မင်းသားတွေဆိုအဲ့လောက်ထိသူတို့အားပေးကြတယ်ထားကြရတယ်အထက်မှာ visibility မှုတ်ကြတယ်အထက်မှာအများကြီးပဲဗျာသူတို့ celebration လုပ်ကြတဲ့ဟာတွေအများကြီးရှိတယ်ရုပ်ရှင်တကားချင်းသူတို့တကယ် concert တစ်ခုပြနေတယ်လို့မျိုးပဲအောက်မှာသူတို့လုပ်တဲ့ reaction တွေက ဟိုတကယ်တော့အထက်မှာသူက screen မှာပြလာတဲ့ဟာတွေပဲဒါပေမဲ့အပြင်မှာ reality ဖြစ်နေတဲ့ပုံစံမျိုးသူတို့အထက်မှာ live ပြီးတော့ပဲ acting တွေ live လုပ်ကြတယ်အထက်မှာ live ပြီးတော့တချို့တွေဆို dance တွေလုပ်ကြအောင်လုပ်ကြတယ်တချို့သင်းနေလာတဲ့ခါဆိုင်ထားကားတဲ့လူတွေလည်းရှိတယ်အများကြီးပဲဒါအိန္ဒိယရဲ့ဒီ audience ရဲ့ လုံပုံလုံးနေပါဆိုတော့ကျွန်တော်ဒီဘိုင်းကိုပြောရမယ်ဆိုရင်ဘာဟုပလိယာအဖေ character ကိုကျွန်တော်ကြည့်မယ်ဆိုရင် American ဘာဟုပလိယာအဖေ character သူရဲ့ character ကဘာလဲလို့မြင်လဲဆိုရင်အဲ့ဘာဟုပလိတွေမှာသူကဘယင်ဖြစ်လာမယ်လူတယောက်ဘာဟုပလိဇလန်းတွေမှာဆိုသူကဘယင်ဖြစ်လာမယ်လူတယောက်ဒါပေမဲ့ तू ကအဲ့လိုမျိုး Devasena ဆိုတဲ့အမျိုးသမီးတယောက်နဲ့ကြမ်းပြီးပြီးနောက်ပိုင်းမှာဟိုဘက်ကသူရဲ့ညီကိုတဝင်းခွဲဖြစ်တဲ့ Pulver Devan ဆိုခေါ်တဲ့ဒီ character အဆင်မပြေတဲ့သူတို့နှစ်ယောက်ကိုလက်ကမ်းတိုက်ပြီးတဲ့အပေါ်မှာ နောက်ဆုံးသူ့အမေနဲ့သူနဲ့ပါပြဿနာဖြစ်တဲ့ပုံမျိုးတွေဖြစ်လာတယ်ဆိုတော့ဒါဘာဟုဘလီရဲ့အဖေရဲ့ character ပုံစံမျိုးဘာဟုဘလီတာမဟင်ဒရာဘာဟုဘလီကြတော့ဒီဇလန်တွေကိုဘာမှမသိဘဲနဲ့သူ့အဖေဖြစ်ခဲ့တာတွေဘာမှမသိဘဲနဲ့ရွာမာလီတိုင်းနေနေတဲ့ကောင်လေးတယောက်အဲ့ကောင်လေးကနေပြီးတော့နန်ဒရစ်တဲ့ရောက်ပြီးတော့သူ့အဖေနဲ့မျိုးပြန်ကာကွယ်တယ်ပြီးတော့သူ့အဖေရဲ့ထီးနဲ့ကိုပြန်လူတယ်ဆိုတော့ဇလန်မျိုး ဆိုဒီဇလန်မျိုးကိုစဉ်းစားရတာ access ဆိုတာကြောင့်မို့လို့ဒီဇလန်အပြစ်မှတကယ်ဖြစ်ခဲ့တာလားလို့မေးနေဆိုရင် no ပါတကယ်အပြစ်မှ reality မှာဒီဇလန်မရှိဘူးကျွန်တော်မြန်မာနိုင်ငံထိဆောင်အရင်နာမည်ထိလာတဲ့ဘာဟုတ်ပလီကားတွေပြီးတော့နောက်တစ်ခုကနှစ်ဘွားမင်းသားကားတွေ triple r ကားတွေရင်ကုန်ကားတွေအဲ့ဒါတွေအကုန်လုံးကိုသူကိုယ်တိုင်ပဲ direct လုပ်ခဲ့တာကျွန်တော် ရုပ်ရှင်လောကကိုကတိမဲ့ဆိုရင်ဘသူက pressure အများဆုံးလဲလို့ပြောရဆိုအကုန်လုံးကရုပ်ရှင်မင်းသား pressure အများဆုံးပဲလို့ထင်ကြမှာ no ရုပ်ရှင် ထဲမှာလုံးဝမပါတဲ့ character pressure အများဆုံးပဲ။ဘာဖြစ်လို့လဲလို့မြင်ရဆိုရင်အဲ့ထဲမှာစတဲ့ cameraman တွေ crew member တွေအဲ့ထဲမှာပါတဲ့တချို့ artist တွေဆိုအသင်းကြီးတွေအကြီးကြီးဇက်ပို့တွေဇက်ရံတွေအကုန်လုံးကိုသူကိုယ်တိုင် control လုပ်ကြတာ။အဲ့ထဲမှာတယောက်မလာဘူးဆိုရင် okay ကျွန်တော်လူဒီအထက်ကဇက်ပို့တွေပါတယ်ကျွန်တော်အစားထုတ်လိုက်လို့ရတယ်။တကယ်လို့အဲ့ချိန်မှာ Prabhas again တကယ် main character ဖြစ်တဲ့ဒီ Prabhas တို့တစ်ချက် main သမီးတို့ပါတော့အဲ့ထဲမှာနေမကောင်းဖြစ်တယ်ဆိုရင်တို့ဘယ်လိုလုပ်မလဲ။ဘာလို့သူပါတဲ့စီကိုရိုက်ကြတော့မှာ။ သူ dancing အများကြီးရှိမှာအဲ့ဒါတွေအကုန်လုံးသူတို့ပြန်ပြီးခြုံထိလိုက်မယ်ဆိုရင် deep pressure နဲ့သူရတဲ့အမောင်းနဲ့သူရတဲ့ဆက်ဆံနဲ့ကတန်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဘာဆိုတော့သူလည်းပေးဆက်ခံတာတည်တည်မမမဟုတ်အကြီးပေးဆက်ခံတာဒီရုပ်ရှင်ဆိုရင်2019ကထွက်ခဲ့တဲ့ရုပ်ရှင်2019ကထွက်ခဲ့တဲ့ရုပ်ရှင်အခုလက်ရှိ2025မှာပြန်ပြီး re-release လုပ်တဲ့အခါမှာအရန်ကိုသူတို့တွေရုပ်ရှင်မင်းသားတွေမင်းသမီးတွေအရန်ကိုကျေးဇူးတင်ကြတယ်အရင်ကကျွန်တော်တို့အမျိုးသမီးတွေနဲ့ကြည့်ခဲ့တဲ့ရုပ်ရှင်တွေအခုကျွန်တော်တို့သားသမီးတွေနဲ့ပြန်ကြည့်နေရပြီအိန္ဒိယရှိတဲ့ audience ကကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲ အာအရန်ကိုတရီတာမှာကြည်တာထဲအိမ်မှာဖုန်းနဲ့ကြည်တာထဲတရီတာမှာကြည်တာအရန်ကွာဟာမှုတွေအများကြီးရှိတယ်ဆိုတော့မိတ်ဆွေနေနဲ့ဒီဘာဟုပလီ3 the epic ဆိုရရရှင်အဆက်ရမဟုတ်ဘဲနဲ့ဒီလိုဇလန်ကတော့ကိုတိမိတာဖြစ်နေလိမ့်မယ်ဒါပေမဲ့ twist တွေအများကြီးထည့်ထားတယ်ကာလာတုံးတွေအများကြီးပြောင်းလာတယ်အက်ဒီတင်းတွေအများကြီးပြောင်းလာတယ်ဆိုတော့အဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့ ပြန်ကြည့်ချင်လားမကြည့်ချင်လားကျွန်တော်ကိုယ်တိုင်တော့ပြန်ကြည့်ချင်တယ်ဘာလို့ဆိုတော့အဲ့ဒီ director လုံးလိုက်အရင်ထူးထူးဆန်းဆန်းလေးလုပ်တယ် narrative ကိစ္စတွေပတ်သက်လာပြီဆိုတော့တော်တော်လေးထူးဆန်းနေသူလုပ်တဲ့ခါကျရင်ကျွန်တော် naming ကအကြိုက်ဆုံးကကျွန်တော်၃ကရှိတယ်ဘာဟုတ်ပဲလေးရဲ့ triple r ရဲ့ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဟိုးအရင်က ထွက်ခဲ့တယ်နှစ်ဘွားကလစားမြန်မာလိုပြောမယ်နှစ်ဘွားကလစားအာတင်ကူလိုပြောမယ်ဆိုရင်ဒါမဂဒီရာဆိုတဲ့ရုပ်ရှင်ရန်ကိုကောင်းတယ်ကျွန်တော်တို့ငငယ်တော့အဖေအာရှာဆိုတဲ့ကာရက်တာဆိုင်ကစတမ်ပြတဲ့ကာရက်တာအနေကဟိုသူရဲ့နောက်အရင်ဘွားဖြစ်စဉ်ဟာသူကလုံးဝမြင်းစတမ်ပြပြီးတော့နိုင်ငံတနိုင်ငံရဲ့စစ်သူကြီးတယောက် ဲဆုတီကြီးတယောက်ရဲ့နောင်ဘွားနဲ့ပထမဘွားအောင်ဆိုလုံးဝနှိုင်းရှင်ပြရောသူတို့နှစ်ယောက်အချစ်ဇလံအောင်သူထည့်သွားတကယ်အရန်ကောင်းတဲ့ဇလံတစ်ခုကျွန်တော် life ကိုငငယ်လေးတည်းကပေါ်အာ memory ပဲဖြူအောင်လုပ်ခဲ့တယ်ဆိုတော့အဲဇလံနဲ့အခုချိန်ပြန်ကြည့်တယ်ဆိုရင်တော့မမရှိဘူးဆယ်ကောင်တော့မကတော့ဘူးကျွန်တော်အဲဇလံနဲ့ပြန်ကြည့်နေတာဆိုတော့အခုချိန်ပြန်ကြည့်ရင်ကျွန်တော်အရင် re-edit ဖြစ်နေသေးတယ်ဆိုတော့ဒီ trader ကိုကျွန်တော်ဒီညကနေအများကြီးချစ်ချစ်လိုက်ပါဒီမှာကျွန်တော်ကြည့်နေပရိသတ်တွေရော true true ဆက်ဆက်တဲ့နေ့အိန္ဒိယရုပ်ရှင်အကြောင်းကိုကျွန်တော်နေနေပြောပြရနေတယ်ဆိုတော့ကျွန်တော်ကလည်းဘာဟုပလီကိုကျွန်တော်အရင်ကြိုက်တဲ့ တယောက် character လည်းအရင်ကြိုက်တယ်ဆိုတော့ transformation လည်းအရင်ကြိုက်တယ်ဒီ amazing နေတော့ဘယ်လိုထင်လဲဘာလို့ဆိုဒီဇန်လဲအဓိကပြောရတယ်ကျွန်တော်ရဲ့အဓိကအကြောင်းအရပါလဲဆိုတော့ဘာဟုတ်ပလိယအိန္ဒိယတနိုင်ငံမှာလည်းပေါက်သွားတဲ့ပြုရှင်ကားမျိုးမဟုတ်ပဲနဲ့နိုင်ငံပေါင်း80ကျော်မှာလည်းပေါက်ကွာတဲ့နိုင်ငံပဲသူကျွန်တော်မြန်မာနိုင်ငံမှာလည်းအရန်ကိုနာမည်ကြီးဝါတယ်ဘာဟုပလိဆိုတာတော်တော်ကြီးကိုနာမည်ထားဝါတယ်ရုပ်ရှင်တကားဖြစ်တဲ့အတောင်းမှာကျွန်တော်ဒီ content ပြပြနေတယ်တော်တော်ကျွန်တော် cinema topic ကိုကျွန်တော်သိကြတာမဟုတ်ဘူးနာမည်ဒီ content ကကျွန်တော်လာမင်းကြတဲ့လူလည်းရှိတယ်ကျွန်တော်လည်းစိတ်ဝင်စားတယ်အဲ့ဒါကြောင့်ကျွန်တော်ပြပြနေဖြစ်တယ် thank you